အသေးမခံလို့ရှင်နေတာမဟုတ်ဘူးသေခံပြီးပြန်ရှင်နေတာမျိုးအာမင်မသေလို့ရှင်တာကအသက်ရှင်တယ်လို့ခေါ်တယ်သေတော့လေရှင်နေတာက ပြန်ရှင်ခြင်းလို့ခေါ်တယ်ဆိုစပြည့်ရည်ဒီအသေးမခံတဲ့ရှင်တန်ခြင်းကို ပြောတာမဟုတ်ဘဲနဲ့အသေးခံတော့လေသေလျက်နဲ့ကို ပြန်ရှင်သွားတဲ့အသက်တာမျိုးကို ဆိုလိုရဲအစီမခံလို့အာပြည့်နေတာမဟုတ်ဘူးအစီခံလျက်နဲ့ကိုသူက အာပြည့်နေတာခရစ်တော်ဒီတိုက်ပွဲထဲကနေပြန်လာတဲ့ကျွန်တော်တို့ကို အစီခံ လုပ်ငန်းတွေထဲမှာ အာရော့နေတဲ့ကျွန်တော်တို့ကိုပင်ပန်းနေတဲ့ကျွန်တော်တို့ကိုသူတို့ဘားကိုတိဆောက်ရင်းနဲ့ကိုယ်တိုင်ခန်းချောက်လာတဲ့အချိန်တွေရှိတယ်သူတို့ဘားကိုဝေမျှရင်းနဲ့ကိုယ်တိုင် ပြိုပြက်လာတဲ့အခြေအနေရှိတယ်သူတို့ဘာကိုအစီခံရင်းနဲ့ကိုယ်တိုင်ရှုံးနေရမယ်အခြေအနေတွေကျွန်တော်တို့ဘဝမှာရှိတယ်အဲ့ဒီအချိန်မှာမေလခိဇေဒသည်ကျွန်တော်တို့ကိုမုံနဲ့စပြည့်ရည်နဲ့ကြွေမွေဖို့သူကခยีဥကြူပြူတယ်အာဗြဟံကမေလခိဇေဒကိုကြိုတာမဟုတ်ဘူးနော်မေလခိဇေဒကအာဗြဟံကိုကြိုတာအာမင် သူကအူးကြိုတာ ဥကျိုတယ်ဆိုတဲ့အိဗေက तू ကအရင်ကျိုးတာကိုကတော့မှသူ့ကို မဖိတ်ရသူမခေါ်ရသေးဘူးခေါ်ရမှန်းတော့မသိဘူး तू ကပင်ပန်းနွမ်းနေပြီးပြန်လာတဲ့သူကိုလမ်းမှာစောင့်တယ်အာဗြဟံဘယ်တော့လာမလဲအာဗြဟံမောနေပြီလားအာဗြဟံပင်ပန်းနေပြီလားအာဗြဟံဟာ ဖြောက်မှတ်ခြင်းပါရမီကြောင့်ပင်ပန်းခက်ခဲနေပြီလား နောက်တစ်ခါလေဖြောက်မှန်းခြင်းပါရမီကြောင့်ကျွန်တော်တို့ဘုရားမှာရွေးချယ်ရတဲ့အရာတွေဟာအခက်ခဲပါတယ်။သူများတကအလွယ်လိုက်တာပဲ။အလွယ်လိုက်ရင်အဆင်ပြေတာပဲ။သူများရွေးတယ်လို့ကိုရွေးရင်ကိုလည်းသူတို့လိုအဆင်ပြေမှာပေါ့။ဘယ်လိုတရားမျိုးဟောရင်ဘယ်လိုစာအိပ်ရလဲဆိုတာသိတာပေါ့။ဘုရားမှာဖြောက်မှန်းခြင်းပါရမီကြောင့်ကျွန်တော်တို့တချို့အရာတွေကိုရွေးခွင့်မရှိတာမဟုတ်ဘူး။တမင်တကာကိုမရွေးတာ။ ဘယ်လိုတရားဟောရင်လူကြိုက်တယ်လဲဆိုတာသိတယ်မဟောပဲနေတာမဟောပဲနေတယ်ဆိုတာကဟိုဆင်းရဲခြင်းကိုကြိုက်လို့တော့မဟုတ်ပါဘူးကိုယ့်ထဲကဖြောင့်မတ်ခြင်းပါရမီကကိုယ့်နှုတ်ကိုချုပ်ထားတာလေပြောလို့မှမရတာပြောမထွက်ဘူးသူများအိတ်ကတ်ထဲကအရာကိုယ့်အိတ်ကတ်ထဲရောက်လို့ဘလို့မှပြောမထွက်ဖြောင့်မတ်ခြင်းပါရမီကကျွန်တော်တို့ရဲ့ ခြေတွေလက်တွေလမ်းတွေကိုထိမ့်ကွတ်ထားတယ်အဲ့တော့ခက်ခဲလားလို့မင်းခက်ခဲပါတယ်ကြက်သေးပါတယ်တချို့ရွေးချယ်မှုတွေလုပ်ရတဲ့အခါမှာစိန်ခေါ်မှုရှိပါတယ်လူတိုင်းကတော့ပေါပေါပါပါအရှင်ပြပြသွားချင်တာပေါ့ဒါပေမဲ့ကိုယ့်အထဲကဖြောင့်မတ်ခြင်းပါရမီက ကိုယ့်ကိုခွင့်မပြုဘဲနဲ့ထိမ့်ကွတ်ထားတဲ့အရာတွေရှိတယ်မြေကွက်ယူပါလို့အာဗြဟံကအခမဲ့ရတယ် အဖိုးကပေးစရာမလိုဘဲနဲ့ယူလို့ရလားရတယ်ယူရင်ဘယ်သူတားမလဲဘယ်သူမှမတားဒါပေမဲ့သူ့အထဲကနေမနေနိုင်ဘူးဒါဒါယူလို့မရနေအဖိုးကပေးမှရဒီတင်တဲ့ sponsor အပြည့်ရှိတယ်ဆိုပါစို့နော်ရှိလားမရှိလားတော့မသိဘူးဆိုပါစို့ဒါပေမဲ့ sponsor ရှိတယ်ဆိုတဲ့အရာကိုတင် နားရောင်ပြီးသွားရင်တင့်ထဲကဖြောက်မှတ်ခြင်းအတန်ကိုတင်ကြော်လွန်သွားတာဖြစ်တယ် တော့စပွန်ဆာရှိတိုင်းလဲယူဖို့မဟုတ်လို့စပွန်ဆာမရှိလို့လဲရှာဖို့မဟုတ်ကို့အထဲကရင်ခုန်တန်းကိုကျွန်တော်နားဆွင့်ဖို့ဖြစ်တယ်။နော်ဖြောင့်မတ်ခြင်းပါရမီဆိုတာကျွန်တော်တို့ကိုအမြဲတမ်းပဲ့ပြင်ပေးမဲ့ဖရားရဲ့အသက်ထဲကလာတဲ့စွမ်းရည်တစ်ခုဖြစ်တယ်။အာအင်တစ်ခုလည်းဖြစ်တယ်။တွန်တင်ချက်တစ်ခုလည်းဟုတ်တယ်။အသက်ရှင်ခြင်းနည်းလမ်းလည်းဟုတ်တယ်။ဆိုတော့ဒီဒီပဲ့ပြင်ခြင်းဟာအာဘရန်ရဲ့အသက်တာထဲမှာ စီးထွက်လာတဲ့အခါမှာ ဆုံးရှုံးရမယ့်ကိစ္စတွေရှိပြီမဲ့အဲ့ဒီဆုံးရှုံးခံခြင်းထဲမှာပင်လင်းနှစ်သိမ့်ခြင်းနဲ့ကောင်းကြီးကတက်တက်ရှိတယ်။နော်ဆုံးရှုံးခံခြင်းထဲမှာ ကောင်းကြီးတက်တက်ရှိတယ်။မုတ်သီးတန့်ရှိတယ်။စပြည့်ရည်သီးတန့်ရှိတယ်။ဒီမုတ်နဲ့စပြည့်ရည်ကပင်ပန်းခက်ခဲနေတဲ့ကျွန်တော်တို့အတွက်ခရစ်တော်ရဲ့မာစာခြင်းနှစ်သိမ့်ခြင်းဖြစ်တယ်။အာမင် အာရော့နေတယ်စိတ်ပြတ်နေတယ်တိုက်ပွဲ အကြောင်းကြောင့်ရန်သူရဲ့အကြောင်းကြောင့်ပုပ်စာတွေရဲ့ဖိအားကြောင့်ကိုဘဝမှာလေးလံနေတယ်စိတ်ပိုင်းဆိုင်ရာညှိုးငယ်နေတယ်ကိုခန္ဓာဆိုင်ရာကျမ်းမာခြင်းထိခိုက်စရာတွေရှိတဲ့အကိစ္စတွေဖိအားတွေကျွန်တော်တို့ဘဝမှာကြုံတဲ့အခါမှာခရစ်တော်ဒီကျွန်တော်တို့ကိုနစ်သိပ်ဖို့မာစားဖို့ကောင်းကြီးပေးဖို့ကျွေးမွေးဖို့တိဆောက်ဖို့ နေ့တိုင်းကျွန်တော်တို့ကိုခရီးဥကြုံပြုခရစ်တော်ကတင့်ကိုစောင့်နေတာအာမင်လူဤစိတ်နှလုံးကိုချိန်တဲ့ဖခင်ကိုခန္ဓာဆေးရုံပေါ်ရောက်မှစောင့်နေတာမဟုတ်နော်ကိုခန္ဓာလဲသွားမှဖခင်တင့်ကိုကောင်းကြီးပေးဖို့စောင့်တာမဟုတ်တင့်ရဲ့စိတ်နှလုံးညှိုးငယ်နေတဲ့အချိန်ကလေးကခရစ်တော်ကတင့်ကိုအားပေးဖို့စောင့်နေဟိုးဝိညာဉ်ထဲမှာခရစ်တော်က ဒီနေ့ကာလအတွက်ပြောရင်တော့ကျွန်တော်ရဲ့အသွင်ဝိညာဉ်ထဲမှာကျွန်တော်တို့ကိုစောင့်နေတာမိတ္တဟာရဖွဲ့ဖို့စောင့်နေတာစပြည့်ရည်နဲ့စောင့်နေတာမုံနဲ့စောင့်နေတာငါဒီတကားရှိမှရရွေ့ခောက်လျက်နေတယ်ဆိုတာစောင့်နေတာမထိုင်နိုင်ဘူးတင်ဖွင့်တာနဲ့ချက်ချင်းဝင်ဖို့ရက်လျက်ခောက်နေတာထိုင်ခောက်တာမဟုတ်ရက်လျက်ခောက်တာအရေးပဲကတင်းကိုစောင့်မြော်နေတယ် တကားခောက်တယ်ဆိုတဲ့အပိုင်းကြတော့ကျွန်တော်တို့ရဲ့ခွင့်ပြုခြင်းတဘောတူခြင်းကိုကန့်လန့်တာဖြစ်တယ်ဒီမေလခိစီတဲ့ရဲ့ကြွလာခြင်းကြတော့ကျွန်တော်တို့ရဲ့တောင်းဆိုမှုနဲ့ကျွန်တော်တို့ရဲ့တကားခောက်ခြင်းမဟုတ်ကျွန်တော်တို့ညှိုးငယ်နေတဲ့အချိန်မှပင်လင်ခရစ်တော်သည်ကျွန်တော်တို့ကိုအသွင်ဝိညာဉ်ထဲကနေမုံနဲ့စပြည့်ရီကိုကင်ပြီးမှစောက်ဆိုင်နေတယ်ဆိုတာကိုနားလေရအကျဉ်သူသည်ငါဤအတန်ကိုကြား၍တကားကိုဖွင့်အပ် ထိုသူရှိရာသို့ငါဝင်၍သူနှင့်အတူစာတောက်ရလိမ့်မည်စာရမယ်တောက်ရမယ်စာချင်းတောက်ချင်းထဲမှာတဟာရဖြစ်သွားမည်အာမင်စာချင်းတောက်ချင်းထဲမှာစပွဲခင်းကြမည်စာချင်းတောက်ချင်းထဲမှာမိတ်တဟာရဖွဲ့ကြမည်ကျွန်ုပ်ဤရင်သူတို့ရှိမှာကျွန်ုပ်ဖို့စပွဲကိုခင်းတယ်ဆိုတာဒါကိုပြောတာဖြစ်တယ် စပွဲခင်းတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ဟာ မိတ္တဟာယဖွဲ့ခြင်းကိုတွားဖို့ဖြစ်တယ်တကယ်တော့ကျွန်ုပ်ဣယံသူဆိုတာဖယားကိုပြောတာဖယားဟာ အပြစ်သားဖြစ်ခဲ့တဲ့ကျွန်တော်တို့အတွက်ယံသူပဲအပြစ်သားနဲ့ဖယားဆိုတာယံသူ အထက်ကတင်တို့ဒီဆုံးရွေစိတ်နှလုံး၌ဖယားသခင်နဲ့ယံသူဖြစ်တော်တဲ့ ကျွန်တော်တို့ကဖယားနဲ့ပါတယ်လေယန်သူတဲ့အပြစ်သားဆိုတာအပြစ်ကြောင့်ဖယားနဲ့ယန်သူဖြစ်တယ်အခုတော့တဲ့ကျွန်ုပ်ဤယန်သူလို့ရှိမှကျွန်ုပ်ဖို့စပွဲကိုခင်းတယ်ဒါဆိုဖယားနဲ့ကျွန်တော်တို့တင့်မြတ်ခြင်းရယန်သူနဲ့တင့်မြတ်ခြင်းရတယ်ဆိုတော့မာနနဲ့စပွဲခင်းတာမဟုတ်ဘူးเนาะ နော်မာနတ်နဲ့သွားပြီးတဟာယဖွဲ့တာကိုပြောတာမဟုတ်ဘူးမာနတ်နဲ့စားတောက်တာကိုပြောတာမဟုတ်ဘူးရှင်ပေါ်လူကဓမ္မသင်မှာပြန်သွန်းသင်တယ်တင်းတို့ဒီတခင်ဖျားကြီးစပွဲကို၎င်းမာနတ်ဤစပွဲကို၎င်းနတ်ဆိုးရဲ့စပွဲကို၎င်းမဆက်ဆံနိုင်ကြတယ်ဒါဆိုရင်အခုကျွန်ုပ်ဤရန်သူရှေ့မှာကျွန်ုပ်အဖို့စပွဲကိုခင်းတယ်ဆိုတဲ့အရာဒီမာနတ်နဲ့တင့်မြတ်ခြင်းကိုယူတာမဟုတ်ဘူးမာနတ်နဲ့တဟဇာတာဖြစ်ခြင်းကိုယူတာမဟုတ်ဘဲနဲ့ အပြစ်ကြောင့်ဖះရနဲ့ကြွာရှင်းခဲ့တဲ့ကျွန်တော်တို့ဟာမလခိစီတဲ့ခင်းတဲ့စပွဲမှာဖះရနဲ့မျက်နှာချင်းဆိုင်ခွင့်ရလို့ဖះရနဲ့အတူစားတောက်ရတော့အခွင့်ရတယ်။အာမင်။စပွဲပေါ်မှာတည်ခင်းထားတာကမုံနဲ့စပြစ်ရည်မုံနဲ့စပြစ်ရည်အာဖြစ်ချင်းအတွက်မုံအသက်ရဲ့မဆာချင်းအတွက်မုံအသက်ရဲ့ခွန်အားအသက်ရဲ့အစွမ်းတကူတွေအတွက် မုတ်ကိုတည်ခင်းထားသလိုတိုက်ပွဲတွေကြောင့်ပင်ပန်းခြင်းတွေကြောင့်ခက်ခဲမှုတွေကြောင့်ရန်သူ အကြောင်းကြောင့်အာရော့နေတဲ့ကျွန်တော်တို့ကို ပြန်လည်လန်းဆန်းတက်လွင်စေဖို့စပြည့်ရီကို ပြင်ဆင်ထားတယ်။အာမင်စပြည့်ရီဆိုတာပြန်လည်လန်းဆန်းတက်လွင်စေခြင်းဖျားကို၎င်းလူကို၎င်းရှင်လန်းစေသောစပြည့်ရီကိုပေးတယ် စပည့်ရီဆိုတာတဲ့။ထာဝရဘုရားကိုလည်းရှင်လန်းစေတယ်တဲ့။လူကိုလည်းရှင်လန်းစေတယ်။အခုအာဗြဟံကပင်ပန်းခက်ခဲမှုတွေထဲကနေပြန်လာ။အောင်မြင်တာအောင်မြင်တာတတ်တတ်ပဲပင်ပန်းတာပင်ပန်းတာကတတ်တတ်ပဲ။အမှုပြီးစည်းတာပြီးစည်းတာတတ်တတ်ပဲ။အဲ့ဒီအမှုကြောင့်ကျွန်တော်တို့ထဲမှာကုန်ခန်းသွားတဲ့အခါမှာကျွန်တော်ဘဝမှာလိုအပ်နေတာရှင်လန်းခြင်း။ပြန်လဲလန်းဆန်းတည်လွင်ခြင်း။ အားဖြည့်ခြင်းကိုကျွန်တော်တို့လိုတာဖြစ်တယ်။နိုင်နိုင်ရှုံးရှုံးပင်ပန်းတာပင်ပန်းတာပဲ။အစီခံတိုင်းမှာအစီခံလုပ်ငန်းတိုင်းမှာကျွန်တော်တို့ကအားထုတ်ခြင်း၊ကြိုးစားခြင်း၊ဝိရိယထုတ်ခြင်းအချိန်ပေးခြင်းတိုင်းမှာကျွန်တော်တို့ကုန်ခန်းမှုတွေရှိတယ်။ဒီအရာအတွက် ကျွန်တော်တို့လိုအပ်နေတာဟာစပြည့်လန်းဆန်းခြင်း၊ရှင်လန်းခြင်းတနေ့တာအမှုပြီးစီးသွားတယ် နောက်တနေ့ကိုဖြတ်တန်းဖို့အတွက်အားဖြည့်ဖို့လိုတယ်။စပြည့်ဒီနေ့လိုတယ်။ဒီနေ့တညနေကုန်ခန်းသွားတယ်။နောက်တနေ့မှနောက်ထပ်တိုက်ပွဲတွေလာဖို့ရှိတယ်။ဒီနေ့ကျွန်တော်တို့ကအားဖြည့်ဖို့လိုတယ်။ဒါဟာမီလခိစီတဲ့ယူဆောင်လာမဲ့စပြည့်ဖြစ်တယ်။ထာဝရဘုရားကို မျှော်လင့်တော်သူမူကားအားပြည့်ရကြလိမ့်မည်။ပြည့်တော်လေပြည့်တော်လေမပင်ပန်း ခยีသွားသောအခါဤသွားသောအခါမမောရကြမမောရကြခยีသွားရင်တော့မောမှာပဲပြင်းရင်တော့ပင်ပန်းမှာပဲအလိုလို့ရင်တော့ကုံခန်းမှာပဲနော်ကုံခန်းလာတယ်ကုံခန်းလာတယ်ပင်ပန်းလာတယ်ဒါဆိုစန်းစာပြောတယ်ပြေးလဲမပင်ပန်းဘူးဆိုတာမမောတက်လို့မပင်ပန်းတက်လို့ချွေးမထွက်တက်လို့မဟုတ်ပြေးရင်တော့ချွေးထွက်မှာပဲ ခยีသွမ်းရင်တော့ငွေကုန်မှာပဲအလုတ်လုတ်ရင်တော့ခန်းချောက်မှာပဲအဲ့ဒီခန်းချောက်ချင်းတိုင်းမှာကျွန်တော်တို့ကပင်ပန်းအာရမောပန်းနွမ်းနွယ်တော့ဘူးမဟုတ်ပဲနဲ့တဲ့ထာဝရဘုရားကိုမျောလင့်တဲ့အခါမှာတဲ့ဘာခံစားရလဲအားပြည်လာအားပြန်ပြည်လာတာပြန်လဲလန်းဆန်းလာတာကိုပြောတာအားပြည့်တယ်ဆိုတော့မကုံလို့ပြည့်နေတာမျိုးမဟုတ်ဘူးကုံတော်လဲပြည့်နေတာ အာမင်လမ်းဆန်းနေဆိုတာဘာမှမလုပ်လို့လမ်းဆန်းနေတာမဟုတ်ညှိုးငယ်ချင်းထဲမှာကျင်လေတော့လေပြန်လေလမ်းဆန်းလာတာအဲ့ဒါစပြည့်ရဲ့တကူအသေးမခံလို့ရှင်နေတာမဟုတ်ဘူးတည်ခံပြီးပြန်ရှင်နေတာမျိုးအာမင်မတည်လို့ရှင်တာက အသက်ရှင်တယ်လို့ခေါ်တယ်တည်တော့လေရှင်နေတာက ပြန်ရှင်ခြင်းလို့ခေါ်တယ် ဆိုစပြည့်ရည်သည်အသေးမခံတဲ့ရှင်တန်ခြင်းကို ပြောတာမဟုတ်ဘဲနဲ့အသေးခံတော်လဲတေလျက်နဲ့ကို ပြန်ရှင်သွားတဲ့အသက်တာမျိုးကိုဆိုလိုတဲ့အသေးမခံလို့အားပြည့်နေတာမဟုတ်ဘူးအသေးခံလျက်နဲ့ကိုသူက အားပြည့်နေတာအာမထုတ်လို့မမောတာမဟုတ်ဘူးအာထုတ်ခြင်းထဲမှာမောပန်းခြင်းတွေကုန်ခန်းခြင်းတွေရှိပေမဲ့ အာအင်းတွေကုန်ခန်းသွားပြီးတဲ့အခါခါတိုင်းမှာခရစ်တော်ရဲ့ဖြည့်ဆည်းပေးခြင်းတည်းမှာပြန်လည်လန်းဆန်းလာခြင်းဖြစ်တယ်။ဒါဟာစပည့်ရဲ့တကူပြန်ရှင်ခြင်းတကူလည်းဟုတ်တယ်။ပြန်လည်လန်းဆန်းစေခြင်းလည်းဟုတ်တယ်။ပြန်လည်နှုတ်ပြိုစေခြင်းလည်းဖြစ်တယ်။ rejuvenation လို့ခေါ်တယ်။ရွှေလင်းရုံကဲ့သို့မိမိအတောင်တို့ကိုဘာလို့တက်လဲ။ အသစ်ပြုတ်ပြင်းချင်းခံရရွှေလင်းရုံရဲ့အတောင်ပံတွေကျိုးပဲ့ချီမွားသွားတော်လဲရွှေလင်းရုံဟာကျိုးပဲ့ချီမွားခြင်းထဲမှာမဆုံးရှုံးသွားပဲအတောင်ပံအသစ်ပြုတ်ပြင်းချင်းခံရခါလေကျွန်တော်တို့အစီအကံလုပ်ငန်းတွေထဲမှာစိတ်နှလုံးတွေကျိုးပဲ့သွားချီမွားသွားတော်ပြီနောက်တစ်ခါနင်တို့မချက်ကျွတော့ကုံပြီလေစေတနာကုံပြီကောင်းလဲချက်ကျွရသေးတယ်မကောင်းဘူးလို့လည်းအပြောခံရသေးတယ် ကုန်ပြီစေတနာအကောင်းလေးလုတ်ပေးရသေးတယ်အကောင်းလေးအပြောမခံရဘူးကုန်ပြီစိတ်နှလုံးတွေကျိုးပဲ့ပြီအတောင်တွေကျိုးသွားပြီအေးရွှေလင်းရုံဆိုတာအတောင်တော့ကျိုးမလားကျိုးမှာအတောင်ကျိုးမှာပါရွှေလင်းရုံဆိုတာအတောင် ကျိုးမှာပါဒါမဲ့အတောင်ကျိုးသွားလို့မပြောင်းတော့တဲ့အကောင်မဟုတ်ဘူးအတောင်ကျိုးသွားလို့နောက်ထပ်မပြောင်းတော့ဘူးမဟုတ်တောင်ကျိုးသွားရင်လေ ်အသစ်ပြုတ်ပြင်မယ်ခွန်အားအသစ်နဲ့ပြန်လဲပြန်ဦးမှာငင်းပယ်ခံရရင်လဲခွန်အားအသစ်နဲ့ပြန်ဦးမှာအတိမတ်မပြုတ်ခံရရင်လဲခွန်အားအသစ်နဲ့ဆက်ပြန်နေဦးမှာအာမင်အာမင်ဘာကြောင့်လဲကိုယ်ကရွှေလင်းရုံဖြစ်နေတာလေအတိမတ်ပြုတ်မှပြန်ရမယ်ဆိုရင်ရွှေလင်းရုံပဲဟုတ်တော့မလဲဟုတ်လားရွှေလင်းရုံဖြစ်နေတာကိုကပြန်တန်းဖို့ပဲလေ ဆိုတာကအတောင်ကျိုးတော့လို့လည်းနားဖို့မဟုတ်တလို့နော်အတိမတ်မပြုချင်မခံရလို့လည်းကျွန်တော်တို့ကကိုယ့်ရဲ့ပြန်တန်းခြင်းကိုရပ်တန့်လိုက်ဖို့မဟုတ်ရွှေလင်းရုံ ဖြစ်နေတာကိုကပြန်တန်းဖို့ဖြစ်တယ်အာမင် ကျိုးသွားလားကျိုးသွားရင်လည်းငုံမနေနဲ့ကျိုးသွားရင်လည်းငုံမနေနဲ့အတိပြုပြင်မယ်နော်ဘယ်နှချောင်းကျိုးမလဲကဲအတောင်၁၀ချောင်းရှိတယ်၄ချောင်းကျိုးတယ် လေးချောင်းကျွေးဘယ်လောက်ကျန်သေးလဲ6ချောင်းကျန်တယ်ဆိုတော့ဘာလို့ရမလဲအေးကျန်တဲ့6ချောင်းတော့ထက်ချိုးပြလိုက်လေးချောင်းကိုပြန်ထွက်လာဖို့စုမတောင်းနဲ့ကျန်တဲ့လေး6ချောင်းကိုပါချိုးပြလိုက်ဟာကြောက်လေရွှေလင်းရုံရဲ့အထင်းမှာပါတကူရှိအသစ်ပြုတ်ပြီးခြင်းတကူရှိ သူများမချိုးတဲ့အတောင်ကိုတော့ကိုကိုချိုးရတာမျိုးသူများကိုကိုမချိုးဖဲ့ရင်တော့ ကိုယ့်ကို ချိုးဖက်ရတာရွှေလင်းရုံဆိုတာเนาะကျွန်တော်တို့ကသူများကိုယ့်ကို ချိုးဖက်မှာအရန်ကြောက်မဟုတ်ဘူးတကယ်တော့ကိုယ့်ကိုကိုမချိုးဖက်လို့သူများချိုးနေရတာကိုယ့်ကိုကိုမစစ်ကြောလို့သူတို့ဘာစစ်ကြောနေရတာကိုယ့်ကိုကိုမစီရင်လို့သူတို့ဘာစီရင်တာခံနေရတာသူကိုယ့်ကိုကိုစီကံမချလို့အေးသူများစီကံချတာအထဲမှာနေရတာ နော်ကိုကိုအိတ်ဖို့အမိတ်မပေးလို့သူများအမိတ်ပေးရတယ်ရွှေလင်းရုံဆိုတာသူများသူများအတောင်ချိုးလို့ချိုးတာမဟုတ် ကိုအတောင်ကိုကိုဘာလို့ရလဲချိုးရတာမုံတိုင်းကြောင့်ချိုးတဲ့အတောင်တွေရှိလားရှိတယ်အစီခံခြင်းကြောင့်တိုက်ပွဲတွေကြောင့်ကုန်ခံရတာရှိတယ်အဲ့ဓာရီကြောင့်ကျွန်တော်တို့ကဆုံးရှုံးနစ်နာပြီးငိုကြွေးပြီးကိုယ့်ကိုတနာဖို့မဟုတ် ငါခင်ဗျာတနာပါတယ်ငါခင်ဗျာမနေ့အစိုးရလက်ထရတယ်ငါခင်ဗျာကျွန်တော်ကတိတ်တနာတတ်တာသူများအောင်မဟုတ်ကိုကိုတနာတတ်တာမျိုးလေနော်အရင်နားလေပြီးတတ်တာသူများအောင်တော့နားမလဲကိုကိုဆိုရင်အရင်နားလေသေးတာငါခင်ဗျာတ냐လုံးမအိရရှာဘူးအိစိအိပါစေငါခင်ဗျာတ냐လုံးပြင်ပန်းထားတယ်စရဖြစ်ပေါ့နော် နားလေတော့နားလေတယ်ဒါပေမဲ့ကိုယ့်ကိုယ်ပဲနားလေတာမျိုးကဲဒီနေ့ရွှေလင်းရုံကတဲ့အတောင်တွေကျိုးတယ်တဲ့ပင်ပန်းနေတဲ့မောပန်းနေတဲ့ဘာကြောက်လဲခྱི་သွားတာကိုမုံတိုင်းတွေတွေ့တာကိုအတောင်တွေကျိုးတာကိုအဲ့တော့ကြံတဲ့အတောင်တွေကိုကိုယ့်အကူထတ်ချိုးလိုက်တယ်ကိုကိုကိုထိုး၍နှိမ့်ဆက်ကိုကိုကိုထိုး၍နှိမ့်ဆက်တယ်ဆိုတာကိုရဲ့အတောင်ကိုကိုပဲချိုးတာ အဲ့ဒီရွှေလင်းရုံဟာချိုးလိုက်လို့အတောင်တွေကုန်ခန်းသွားပြီမဲ့တဲ့အစ်စ်ပြုပြင်ခြင်းခံရတယ်အခုအာဗြဟံတိုက်ပွဲထဲကို ရောက်သွားတာဟာသူများချိုးလို့အတောင်ချိုးတာမဟုတ်သူ့ကိုယ်သူချိုးတာဖြစ်တယ်။ဘာကြောင့်လဲတိုက်ပွဲထဲသွားဖို့သူများ ခိုင်းတာမဟုတ်တာသူ့ဟာသူရွေးချယ်တာလေဟုတ်တယ်မလားကိုကိုကိုထိုး၍နှိမ့်ဆက်တယ်ဆိုတဲ့အရာကမချိမနှက်နဲ့လေနော်အောက်အီးခန္ဓာမဟုတ် ပျော်ပျော်ကြီးကိုခန္ဓာပျော်ပျော်ကြီးကို အချိုးခန္ဓာအေးအဲ့ဒါလို့တိုက်ပွဲတွေကိုပျော်ပျော်ကြီးဝင်သွားတာရလက်ကိုမကြည့်ပဲအချိုးကိုမကြည့်ပဲအမျက်ကိုမကြည့်ပဲအရှုံးကိုမကြည့်ပဲတိုက်ပွဲတွေကို ကြည်ကြည်နက်နက်နဲ့ကိုဝင်သွားတာချိုးရင်လဲပျော်တယ်မချိုးဘဲနဲ့ကြံ့ရင်လဲထက်ချိုးမှာနော်သူများငင်းပယ်လို့ နာကျင်နေနေရမဲ့သူမဟုတ်ဘူးကိုကိုကိုငင်းရမှာအာမင်နော်ငါ၌စီကဲလို့တော့သူဖြစ်ရင်သူမြောက်ငင်းရမှာလားကိုကိုငင်းရမှာလားကျွန်တော်တို့သူမြောက်လိုက်ငင်းတယ်ဟိုဟိုဖွဲ့ငါတို့နားမလာနဲ့ဒီဖွဲ့ငါတို့နဲ့မပေါင်းနဲ့အဲ့ဒါသူမြောက်ငင်းနေတာတကယ်တော့ကျွန်တော်တို့ကကိုကိုကိုပဲငင်းရမှာဖြစ်တယ်ဆိုတော့ရွှေလင်းရုံကသူမြောက်ကိုမငင်းဘူးကိုကိုကိုငင်းတယ် ကိုယ့်ကိုငင်းပယ်ခြင်းကြောင့်ကျိုးပဲ့ကြေမွားသွားတဲ့အတောင်တွေဟာဘာပြန်လုတ်ချင်းခင်ရလဲဆိုရင်အသက်ပြုတ်ပြင်းချင်းခင်ရတဲ့အခါမှာကျွန်တော်သိပါတယ်ရွှေလင်းရုံဟာအသက်အသက်နိုင်ချင်းလည်နိုင်တယ်ပထမအနှစ်40မှာအတောင်အဟောင်းနဲ့ပြန်တန်းတယ်အသက်အဟောင်းနဲ့ကျင်လည်တယ်အသက်အဟောင်းနဲ့ရှင်တန်းတယ်ဒုတိယအနှစ်40မှာကျတော့အတောင်အစ်စ်ထွက်လာတယ်အစ်စ်ထွက်လာတဲ့အတောင်နဲ့ ြင်လဲတယ်ပြန်တန်းတယ်ဆိုတော့ဒီနေ့ရွှေလင်းရုံရဲ့အသက်တာဆိုတာပြန်လဲလန်းဆန်းတစ်လွင်ခြင်း ပြန်ရှင်ခြင်းအသက်ပြန်ရှင်ခြင်းတကိုးဖြစ်တဲ့စပြည့်ရည်ကိုကျွန်တော်တို့ဘဝမှာမွေးလျော်ဖို့အတွက်ဖရာခင်ပေါ်ဆောင်ထားပေးတဲ့ပုံဥပမာဖြစ်တယ်ဒါဆိုရင်မုတ်ဒီအသက်ရဲ့မဆရာဖြစ်ပြီး စပြည့်ရည်ဒီ rejuvenation ပြန်လဲလန်းဆန်းတစ်လွင်ခြင်းရဲ့တကိုးကိုဆိုလိုတယ်